အလုံးမင်္ဂလာပါကျွန်တော်တို့ဒေါက်တာစိုက်ကောင်မင်းပါတလိမ့်ဆန်ဆေးကုဆရာပါဒီဗီဒီယိုထဲမှာပေါ့နော်ကျွန်တော်အရင်ဗီဒီယိုထဲမှာပြောရတယ်ဒီဝက်ဒီရဲ့ခန္ဓာကိုယ်၄ချိန်ပေါ့နော်ခန္ဓာကိုယ်ရဲ့အတိုင်းအတာတိုင်းပြီးတော့ဘယ်လိုခတ်မှန်းတွက်ချက်လို့ရရလဲဆိုတာကိုပြောပြပါမှာဖြစ်ပါတယ်ကျွန်တော်ခန္ဓာကိုယ်၄ချိန်ကသိထားဖို့အရင်ရည်ကြည့်ပါတယ်အဲ့အမှကျွန်တော်နေ့စဉ်ဝက်ဒီရဲ့အစာကိုဘယ်လောက်ကျွေးရမလဲဆိုတာကိုခတ်မှန်းတွက်ချက်လို့ရပါမယ်ပြီးရင်ဝက်ဒီထုတ်တဲ့ချိန်ကရင်အသားချိန်ဘယ်လောက်ထွက်မလဲနော် သူ့ရဲ့ခန္ဓာကိုယ်လေးချိန်ဘယ်လောက်ရနိုင်မလဲဆိုတာကိုကျွန်တော်တို့ဒီတိုက်တာခြင်းအပြင်ပဲတွက်ချက်လုပ်ရပါတယ်ဒီတိုက်တာတွက်ချက်တယ်ဆိုတာကကတ္တာတွေခက်ခဲဖြစ်တဲ့နေရာမှာပေါ့နော်ဒါတုံးလို့ရအောင်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ကတ္တာနဲ့ချိန်လာတော့အတိအကျရတော့မရဘူးပေါ့နော်ဒါပေမဲ့အကြီးဆက်ဆုံးတော့ခမန်းလို့ရပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ပေချိုးရှိရပါမယ်ပြေကျိုးပေါ့နော်ယူပြီးတော့ခန္ဓာကိုယ်ရဲ့ဒီဂျိုင်းအနောက်ပေါ့နော်လုံးဘက်ပေါ့နော်ကျွန်တော်ပုံထမ်းမှာပြနေတဲ့အတိုင်းတိုင်းပါမယ် ပြီးရင်သူ့ရဲ့နရွက်အရင်နော်နရွက်အရင်ကလည်းအမီအရင်အထိပေါ့နော်အလျားပေါ့နော်အဲ့အလျားကိုလည်းတိုင်းပါမယ်ကျွန်တော်ရလာတဲ့ဒီရင်မက်ရဲ့တိုင်းတောင်ကိုနှခါမြောက်မယ်ပြီးရင်ခုနကျွန်တော်နရွက်အရင်ကလည်းအမီအရင်အထိတိုင်းထားတဲ့သူ့ရဲ့အလျားကိုပေါ့နော်မြောက်မယ်ပေါ့နော်မြောက်လို့ရတဲ့အဖြေကိုကျွန်တော်တို့လေးရမယ်စားမယ်လေရနဲ့စားလို့ရတဲ့အဖြစ်ကိုထပ်ပြီးတော့3ဒရမ6နဲ့စားမယ်ပေါ့နော်။အဲဒါဆိုရင်ပိတ်တာရပါမယ်။ဒါဒီသူ့ရဲ့အရှင်ချိန်ပေါ့နော်။ ဥမာအနေနဲ့ကျွန်တော်ပြောပြရမယ်ဆိုရင်ကျွန်တော်တို့ဒီရင်ဘတ်ပေါ့နော်အတိုင်းတာ90ရှိတဲ့ကောင်းမကောင်းဆိုရင်90နှစ်ခါမြောက်မယ်ပေါ့နော်90အမြောက်90ပြီးရင်ဒီနရွက်ရင်ကနေအမီရင်ဖြစ်ရှိတဲ့အတိုင်းတာဥမာကျွန်တော်40ပဲထားပါတော့အဲ့ဒါပြီးရင်ခုနကကျွန်တော်ခုနမြောက်ထားတဲ့90အမြောက်90အမြောက်40ပေါ့နော်ဒီအလျားရဲ့အတိုင်းတာ40ကိုမြောက်မယ်ရလာတဲ့အဖြေကိုပေါ့နော်400နဲ့စားမယ် စားလို့ရတဲ့အဖြေကြီး150ရမှာပေါ့နော်အဲ့ဒီ150ဒီကျွန်တော်တို့ပေါအောင်ဖြစ်ပါတယ်ခုနတိုင်းနဲ့တိုင်းတာရဲ့အားလုံးကလည်းလက်မနဲ့ပဲတိုင်းရမှာပေါ့နော်တခြားစင်တီမီတာတို့မီတာတို့ဒါမျိုးတွေနဲ့တိုင်းလို့မရပါဘူးလက်မနဲ့ပဲတိုင်းရမှာဖြစ်ပါတယ်ခုနကျွန်တော်တို့ရလာတဲ့ဥပမာတွက်ထားတဲ့150ပေါအောင်ကိုကျွန်တော်တို့3.6နဲ့စားမယ်အဲ့ဒါဆိုရင်ပိတ်တာရမယ်ပေါ့နော်စားကြည့်လိုက်ရင်ကျွန်တော်တို့69.4ပိတ်တာရမယ်ပေါ့နော်ဒီရည်သူ့ရဲ့အရှင်းအချိန်ပေါ့နော် ကျွန်တော်တို့ဥတွင်းတတိစာတို့အယိုးတို့ခေါင်းတို့ဘာတို့မဖယ်ရတဲ့အလေးချိန်ပေါ့နော်အဲ့ကြတော့သူ့ရဲ့အသားချိန်ပဲဘလောက်ရနိုင်လဲဆိုရင်ကျွန်တော်တို့အဲ့အောင်လဲခမှန်တွက်ချက်လို့ရပါတယ်ခုနက body weight အရှင်ချိန်ရဲ့82ရာခိုင်နှုန်းကြီးသူ့ရဲ့အသားချိန်ဖြစ်ပါတယ်အဲ့ကြတော့82ရာခိုင်နှုန်းနဲ့ကျွန်တော်တို့မြောက်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်90ပိတ်တာရပါမယ်69.4ဒီသူ့ရဲ့တကူလုံးအရှင်ချိန်ဖြစ်ပါတယ်90ပိတ်တာဒီ ဒါသူ့ရဲ့အသားအချိန်ဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုထဲမှာကျွန်တော်ပြောရတော့ဒီဝက်တကောင်ရဲ့နော်ခန္ဓာကိုယ်အတိုင်းအတာကိုတုံ့ပြုပြီးတော့ဘယ်လိုလုပ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကို ခမန်းတွက်ချက်လုပ်ရတော့လေဒီအရှင်ချိန်တွက်ချက်ပြီးတဲ့နောက်မှာကျွန်တော်အသားအချိန်ကိုဘယ်လောက်ထွက်နိုင်ကြလဲဆိုတော့ဘယ်လိုခန့်မှန်းရလဲဆိုတော့ပြောပြတော့တာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကဘူးဘူးတရရတယ်ဆိုရင်လိုက်ရယ်ရှယ်လုပ်ပြီးတော့ပါနောက်ထပ်သိလို့ရရှင်ကွန်မန့်ရေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်